ရုရှားနဲ့အမေရိကန်ကြားတွေကလှုပ်ဝက်ငင်းချင်းအစီအစဉ်တင်နေကြောင်းယူကရိန်းကတော့ဖိအားနေနဲ့ရင်ဆိုင်လာရပြီဖြစ်ပါလေ။ရှေ့တဲ့စစ်မှန်ပြမှာအခြေမလန့်တော့တဲ့ယူကရိန်းရုရှားတပ်တွေရဲ့အထူးဖိအားပြီးထိုးစစ်ဆင်မှုအောက်မှာယူကရိန်းတပ်တွေကဘလောက်ပဲကြက်ကြက်ခံနေပေမဲ့အင်အားကတော့ရှစ်စတစနီးပါးလောက်ကွာဟနေတာဖြစ်ပါလေ။ဒီလိုအခြေအနေကြားထဲမှာယူကရိန်းသမ္မတဇလန်စကီကတော့ နိုင်ငံတကာကအကူအညီတွေများစွာရရှိဖို့ရည်ရုံးကန်အားထုတ်နေရတာဖြစ်ပါလေရုရှားကလည်းဒီနှစ်မှာထိုးစစ်ကိုအပြည့်ဖြတ်ဖို့အတွက်အားသုံးခုံဆိုင်ရုံးလာပြီးအမေရိကန်ကတော့စစ်ပွဲအခြေအနေကိုစောင့်ကြည့်နေရတာဖြစ်ပါလေတကမာလုံးကမတရားတဲ့စစ်ပွဲလို့ရှုမြင်နေပေမဲ့အင်အားကြီးသူရုရှားကတော့ဘယ်သူမှထရီရောက်မလုပ်ရတာအမှန်တရားပဲဖြစ်ပါလေအခုတော့ဇီလန်စကီတယောက် ဒီနေ့ဟာယူကရိန်းအတွက်အင်မတန်မှခက်ခဲတဲ့နှစ်ကိုရောက်ရှိနေပြီလို့ပြည်သူတွေကိုဝမ်းနဲ့တသာသူကမင်းကုန်းပြောခဲ့ပါတယ်။အဲဒီချိန်မှာပဲအမေရိကန်ရဲ့မော်စကိုရဲ့စံနာတွေလိုက်ရောဖို့နောက်ပြီးတော့အခုလက်ရှိရုရှားတပ်တွေကတိမ်းထားတဲ့ယူကရိန်းနဲ့မြေတွေကိုပြန်မယူတော့ဖို့ယူကရိန်းရဲ့စစ်အင်အားကိုတဝက်လျှော့ချဖို့ဆိုတဲ့စကားတွေပြန့်လွှင့်လာပါတယ်။ ဒါသမလထိုင်ရဲ့အချက်18ချက်ပါယူကရိန်းရုရှားစစ်ပွဲငင်းချင်းရေးဆိုပြချက်လို့လည်းဆိုပါတယ်ဒီဆိုပြချက်ကို EU ကချက်ချင်းလက်ငင်းကန့်ကွက်လိုက်တာဖြစ်ပါတယ်ယူကရိန်းကတော့အခြေအနေကိုစောင့်ကြည့်မယ်လို့တော့မတင်မကြပြောပါတယ်ရုရှားကတော့ခုချိန်ထိမေဂန်ကသူတို့ဘက်ကိုကန့်လန့်လာခြင်းမရှိသေးဘူးလို့ဆိုပါတယ်ကဲအခြေအနေကိုကြည့်အောင်ဗျမော်စကိုနဲ့ညာရောက်တဲ့လာရောတဲ့အယောက်ပေးမှုတွေပါဝင် ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ငင်းကြဲအစီအစဉ်တရက်ကိုအမေရိကန်နဲ့ရုရှားကလှုပ်ဝှက်ရေးဆွဲဖန်တီးတဲ့ဆိုတဲ့သတင်းတွေကြားယူကရိန်းအနေနဲ့ခက်ခဲတဲ့ရွေးချယ်စရာချို့နဲ့ရင်ဆိုင်နေရပါတယ်။ရုရှားနဲ့စစ်ပွဲဆုံးသတ်ရေးကြိုးပမ်းမှုနဲ့ပတ်သက်ပြီးဆွေးနွေးဖို့နဲ့ယူကရိန်းတောင်ဝင်ရှိသူတွေနဲ့တွေ့ဆုံဖို့ချက်လက်စုဆောင်းရှာဖွေမှုမရှင်ခီးစဉ်ဖြစ်ရေဂန်ဂျီရဲစစ်ပွဲဆိုင်ရာအရာရှိကြီးတွေဟာယူကရိန်းမှာရောက်ရှိနေပါလေ။ယူကရိန်းပအဝင်ချင်းရှိပဲ ဝါရှင်တန်နဲ့မော်စကိုတို့လှုပ်ဝက်ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးယူကရိန်းတို့အချက်28ချက်ပါငင်းချင်းအစီအစဉ်အသစ်ရေးဆွဲဖန်တီးလိုက်တယ်ဆိုပြီးမီဒီယာတွေကဖော်ပြနေပါလေ။လက်ရှိ Financial Times ရိုက်တာပေါ်ဝင်ချားမီဒီယာတွေကဖော်ပြတဲ့အချက်28ချက်အစီအစဉ်ရနိုင်ငံရှိပိုင်းဒုံဘက်ဒေသရှိနေပြည်တော်ကိုရုရှားထံလက်လွတ်ပေးရဖို့စစ်လက်နက်မျိုးစားချုပ်ကိုဆွတ်လွတ်ဖို့စစ်တပ်ရွယ်စားထောက်ဝက်ခန့်ရှော့ချရေး နောက်ပြီးတော့ယူကရိန်းကိုတောင်းဆိုမဲ့ဆိုပြချက်တွေပါပါတယ်။ Telegraph သတင်းစာဖော်ပြမှုအရရုရှားနဲ့ဒေါ်မက်ဒေတာထိန်းချုပ်မှုကြားယူနိုင်ကြောင်းယူကရိန်းကတရားဝင်ပိုင်ဆိုင်မှုဆက်ထိန်းထားတယ်ဆိုတော့ညာလည်းပဲရုရှားကမြေငှားရက်ကပေးပြီးထိန်းချုပ်သုံးပြုမှုပုံစံနဲ့ရယူနိုင်တယ်ဆိုပြီးဖော်ပြပါတယ်။မီဒီယာသတင်းဖော်ပြချက်တွေပါရှိတဲ့ချက်လက်တွေကိုတိကျတည်ပြနိုင်ခြင်းတော့မရှိပါဘူး။ယူကရိန်းနဲ့စစ်ပွဲဆုံးတဲ့အမေရိကန်ဆိုပြီးတဲ့ပတ်သက်ပြီး အရေးအမမက်ဆေ့ရရှိခဲ့တယ်ဆိုပေမဲ့ဒီအဆိုပြုချက်တွေပြင်ဆင်ရမှာပါဝင်ပတ်သက်ခြင်းတော့လုံးဝမရှိဘူးလို့အကြီးတဲ့ယူကရိန်းဟာရှီတွေကပြောပါတယ်။ရှမ်းသမ္မတပူတင်ကအော်ဂိုလာကအမေရိကန်သမ္မတထရိုင်နဲ့တွေ့ဆုံပြီးနောက်ပိုင်းဖြစ်နိုင်ပွဲရှိတဲ့ညီငယ်ရဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီးစမ်းသပ်ကြောင်းလဲမှုတစုံတရာမရှိကြောင်းပြောပါတယ်။ SEO တရင်ထားတာဖော်ပြမှုနဲ့ပတ်သက်ပြီးမင်းမျိုးကို Kremlin ပြောရေးဆိုခွင့်ရှိတဲ့ Dmitry Peskov ကဖြေကြားရမှာတော့မိမိအင်ဒီနဲ့လူသိရှင်ကြား ညဝေဖြေကြာပြနေတဲ့အကြောင်းအရာမရှိဘူးလို့ဆိုပါတယ်။အချိန်ထဲမှာကာဇာညင်ကျဲသဘောတူညင်ကျဲပေါ်စန္ဒမူနာဖြုတ်ထားတဲ့ဆိုတော့အချက်28ချက်ပါညင်ကျဲအစီအစဉ်ရှိတယ်ဆိုပြီးအင်ဖြူတော်ကပုပ်ပွင့်လင်းလင်းတည်ပြုထားခြင်းမရှိပါဘူး။ဒီဆိုပြီးကြတဲ့နပတ်သက်ပြီးလောဆောင်လေးရှိတယ်ဆိုပြီးအမေရိကန်နိုင်ငံရဲ့ဝန်ကြီးကတော့တည်ပြုပါတယ်။ယူကရိန်းစစ်ပွဲလိုမျိုးရှုပ်ထွေးပြီးလူသေပြောက်များတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ကတော်တော်လေးနက်ပြီးလက်တွေ့ကြတဲ့စစ်ကူတွေ ြည်ကြည်ပြင်းပြင်းဖလှယ်ဖို့လိုတယ်လို့အင်ဖြူတော်ကဆိုပါတယ်။ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိအောင်မြင်စေဖို့ကနှစ်ဖက်လုံးအနေနဲ့ခက်ခဲပေမဲ့မဖြစ်မနေလိုအပ်တဲ့လာရောချက်တွေကိုတော့သဘောတူဖို့လိုပါလိမ့်မယ်။ဒါကြောင့်လည်းဒီပရိပကမှာပေါင်းပတ်တဲ့နှစ်ဖက်လုံးစီကချန်ပီယံချက်တွေပေါ်ချေတီးပြီးဒီစပွဲဆုံးသက်စေဖို့ဖြစ်တဲ့အချိန်စိတ်ကူးမြင့်တွေကိုဖော်ပြနေတယ်ဆိုပါလိမ့်မယ်။ယူကရိန်းအကြမ်းကြက်တွေရောက်နေပြီလားယူကရိန်းကောင်းဆောင်ကချက်28ချက်အစီအစဉ်နဲ့ပတ်သက်ပြီး လူသိရှိကြမှတ်ချက်ပေးခြင်းမရှိပေမဲ့တမလဇလန်စကီနဲ့အမေရိကဆက်အရာရှိကိုယ်စားလှယ်ဖွဲ့တွေကြားဆွေးနွေးမှုမှာတော့ငြိမ်းချမ်းစုပြည့်ချက်ပေါင်းဝေါ်ရှိပါလိမ့်တမလထရန်အမေရိကန်သားဒီစပွဲကိုအစိုးသက်နိုင်ဖို့လုံနိုင်တဲ့စွမ်းအားရှိတယ်လို့ဇလန်စကီကဝန်ခံပါတယ်ယူကရိန်းနဲ့တိကျပြတ်သားတဲ့လုံဆောင်ချက်တိုင်းတမလထရန်ရဲ့ဦးဆောင်မှုဒီစပွဲဆုံးသက်ဖို့ရည်ရွယ်တဲ့ခိုင်မာပြီးတရားမျှတတဲ့အစိုးပြည့်ချက်တိုင်းကိုထောက်ခံတယ်လို့ဆိုပါတယ် ရှားလက်ရီထွက်ရှိနိုင်တဲ့တခြားအသေးပဲရှိတဲ့ပုံစံတွေနဲ့လုပ်ဖို့ယူကရိန်းနေနဲ့အသိရှိပါတယ်လို့ဆိုပါတယ်။ရင်းကြီးစီစဉ်တဲ့ပတ်သက်တဲ့တရင်နဲ့ပတ်သက်ပြီးယူကရိန်းလက်ထောက်နိုင်ငံဂျာဟိတ်ဝန်ကြီးကတော့တိုင်ရိုက်တုံ့ပြန်ပြောပါတယ်။မော်စကိုကလက်တွေ့မကျမဖြစ်နိုင်တဲ့အစီအစဉ်နဲ့ပတ်သက်ပြီးအလွန်အမင်းကြောင်ညာဖို့တွန်းအားပေးမှုနောက်ကွယ်မှာရှိတယ်ဆိုပါတယ်စပွဲဆုံးတဲ့ရေဒီလိုလိုက်ရော့ရှော့ပေးမှုကိုယူကရိန်းဘက်ကလက်ခံမှာလားဆိုတာတတော်မသေးကြတဲ့ခြေနေပါ ယူကရိန်းနဲ့ဆီကူမြို့အမေရိကန်ပေါ်မိခိုးအားထားနေရတာကြောင့်ခုခံနိုင်စွာအားနည်းတဲ့နေထိုင်အောင်ကြားရောက်နေပါတယ်။ဒိုမာဟော့ရီလည်းခုချင်းနေမရသေးပါဘူး။ဒါကြောင့်ဥရောပမဟာမိတ်တီထမအထောက်ပံ့ကိုရနိုင်စေဆိုပေမဲ့စီရင်တဲ့ဗန်နာယီကူညီကစူပွဲအစောပိုင်းရက်တွေထက်စာရင်တော့လက်ရှိကာလမှာလက်တွေ့ကျမှုနှေးကွေပါတယ်။ယူကရိန်းနိုင်ငံမှာဒေသဆိုင်ရာပေါင်းပတ်သက်မှုရှိတဲ့ငြိမ်းချမ်းရေးစီစဉ်တဲ့တရင်းနဲ့ပတ်သက်ပြီးဥရောပတမန်တမန်တွေကတော့စိတ်မတက်မသာဖြစ်နေပုံရပါတယ် အစစ်အစစ်တခုခုလောက်ဖြစ်စီမှုကယူကရိန်းနဲ့ဥရောပတို့ပုံပတ်သက်မှုတော့ရှိမှုလို့တယ်လို့ EU နိုင်ငံခြားရေးဘူကကြီးကဲကာဂျာကဲလက်စ်ကပြောပါတယ်ဒီစစ်ပွဲမှာဗျာတူဦးကကျူးကျော်သူနောက်တူဦးကကျူးကျော်ခံရတယ်သူဗျာခုချိန်ဒီရုရှားဘက်ကလိုက်ရောအလျှော်ပေးမှုတစုံတရာမကြားသေးဘူးဆိုပါတယ်ဒီသတင်းသားမှန်ရင်တော့အချက်28ကျင်းကြီးအစီအစဉ်ကယူကရိန်းဘက်ကအပြည့်အဝအရှုံးပေးရတဲ့သဘောဖြစ်သွားပါလိမ့်မယ်ယူကရိန်းမှာရုရှားရဲ့ရန်လိုမှုတစ်ဖက်ပြန်ဖြစ်နိုင်တဲ့ခြေအနေကိုဖန်တီးသွားသလိုဖြစ်လိမ့်မယ်လို့ဆိုပါတယ် အခုတရင်နေမှာဖော်ပြနေတဲ့ဒီငင်းကျဲအစီအစဉ်ဆိုရင်ယူကရိန်းအတွက်ဘာမှပြင်မရပါဘူး။နောက်တစ်ချိန်မှာရုရှားကျူးကျော်မှုကိုလည်းခုခံနိုင်စွမ်းအောင်ရှိမှာမဟုတ်တော့ပါဘူး။ဒီလိုအကျိုးဆက်ပဲရလိမ့်မယ်လို့လေးလာသုံးသူတွေကဆိုပါလိမ့်။ဘာပေးမှမရှိပဲရုရှားအတွက်ရေးပရရောက်တဲ့နေမြေတွေရစေလိမ့်မှာဖြစ်တယ်လို့ရှေ့ကာလနောက်ထပ်ရုရှားရဲ့ရန်လူကျူးကျော်မှုပေါ်ပေါ်ရင်တော့ယူကရိန်းကဘယ်နေရာမှာမဆိုအတော်မြင့်နိုင်မှုအချိန်အထုံးနဲ့လူစားအေးမြေခြွေတာတက်တာစရာရောက်လိမ့်မယ်လို့ပြောပါတယ် ခုငင်းကြဲအစီအစဉ်ကတီးပြတိုင်းရင်တော့ယူကရိန်းနဲ့ပတ်သက်ပြီးရုရှားရဲ့အစိုးရလိုနေပြီးတောင်းဆိုမှုက2022ကနဦးထူးချုပ်မှုနောက်ပိုင်းအများကြီးပြောင်းလဲသွားပေါ်တော့မရှိဘူးလို့ပြောပါတယ်ဒီပေါ်ပြနေတဲ့ငင်းကြဲအစီအစဉ်များဆိုရင်ဒါဟာရုရှားရဲ့2022အစ္စတန်ဘူမှာတင်ပြတဲ့တောင်းဆိုချက်တွေနဲ့အတူတူပဲဖြစ်ပါတယ်ထရန့်အနေနဲ့ဘာမှထူးခြားခြားဘရိတ်ကန်ဆိုရအနေနဲ့ပြင်ဆင်လာတာလည်းမဟုတ်ပါဘူးဒီယူဆချက်တောင်းဆိုချက်တွေကိုပဲသူတို့အနေနဲ့ပို့တာပဲလို့ပြောပါလိမ့် ဒါမဲ့လက်ရှိအချိန်မှာဥရောပမဟာမိတ်တွေကတော့ယူကရိန်းဘက်ကနေအပြေအဝါရပ်တည်နေတဲ့အခြေအနေမှာရှိပါတယ်။အခုဆိုရင်ယူကရိန်းမြို့တော်ကီကိုဂျာမန်စီးပွားရေးတို့ကိုယ်တိုင်ရောက်နေပါတယ်။ဂျာမန်စီးပွားရေးဘိုးချုပ်ကြီးကတ်စတမ်ဘလောရာဟာယူကရိန်းကိုရောက်နေပြီးကာဝေးဦးစီးချုပ်ဘိုးချုပ်ကြီးစီယာစကီးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ခြေရက်စမီပြင်ခြေအနေတွေလေကြောင်းရဲ့ကာကွယ်ရေးစနစ်အားကောင်းရေးတွေအဓိကထားဆွေးနွေးပါတယ်။ ရုရှားပဲရင်တို့ညီတို့ပြချနိုင်တဲ့ဒုညစ်စင်တွေကိုညီပေးတဲ့ပြင်ရုရှားကျွတ်ကျွတ်ဆက်စားတဲ့ကြင်ကလေးကယူကရိန်းပေါ်စီးရင်နိုင်ငံရေးစီးပွားရေးနဲ့လူသားချင်းစာနာထောက်လိုက်ဆိုင်အကူအညီတွေတစ်စက်မပေးတဲ့ဂျာမန်ဆိုရဆစ်တဲ့ပြည်သူကိုကျေးဇူးထူးတည်ရှိတယ်လို့ယူကရိန်းဘက်ကပြောတယ်လို့ယူကရိန်းရဲ့ချုပ်ချာအနာလွတ်လပ်ရေးနဲ့နိုင်ငံတည်တပ်ခိုင်မြမှုပါဝင်တရားမျှတနဲ့ညီချင်းရရှိဖို့ဆက်လက်ကူညီတော်မယ်လို့ဂျာမနီကခရီးပေးထားပါလိမ့်ယူကရိန်းကိုအဓိကကူညီ ထောက်ပံ့တဲ့နိုင်ငံတွေမှာဂျာမနီကထိတ်ဆုံးကပါဝင်နေတာဖြစ်ပါတယ်။ဒါကြောင့်ရုရှားကလည်းဂျာမနီနဲ့အခုချိန်ထိဆက်ဆက်ရေးအဆင်မပြေတဲ့အခြေအနေမှာရှိပါတယ်။ဒီယူကရိန်းသဘောတူညီချက်28ချက်ယူကရိန်းငင်းချိန်အတွက်ဆိုပြီးချက်28ချက်နဲ့ပတ်သက်ပြီးရိုက်ကန်ဘက်ကတော့ကျွန်တော်တို့ကိုဘာမှအကြောင်းပြန်ကြားကြောင်မရှိဘူးဆိုပြီးတော့ရုရှားသမ္မတပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ် နိုင်ငံကမီဒီယာမှာတော့ဒီအကြောင်းအရာတွေကိုကြည်ကြည်မြတ်ဆွေးနွေးတယ်ဆိုပေမဲ့ကျွန်တော်တို့ကတော့မသိဘူးလို့သူကပြောပါလိမ့်။ trend အနေနဲ့ယူကရိန်းချင်းစီစဉ်ရေးဆွဲတည်ပြီးလုပ်နေတာတွေတော့အကြမ်းပြင်းသိရပေမဲ့ဒါနဲ့ပတ်သက်ပြီး American ဆွေးရဘက်ကရုရှားကိုကန့်လန့်တာမရှိဘူးလို့ပြောပါလိမ့်။ငြိမ်းချမ်းစီစဉ်တဲ့ပတ်သက်လို့မီဒီယာတွေမှာသာဘလူးပြန်နေပေမဲ့ရုရှားဆွေးရအနေနဲ့တော့ American စီကနေခုချိန်ထိတရားဝင်လက်ခံရရှိတာဘာတစ်ခုမှမရှိသေးပါဘူးပြားဆိုပြီး Dimitri Peskov ကပြောသွားပါလိမ့်။ ဲ့တော့စဉ်းစားစရာတစ်ခုရှိတာကသမ္မတထရန့်အနေနဲ့ယူကရိန်းငြိမ်းချမ်းရေးကို သူ့အမြင်နဲ့သူပဲလှုပ်တာလားယူကရိန်းငြိမ်းချမ်းရေးတော့ရအောင်မလုပ်နိုင်ဘူးဆိုရင်တော့သမ္မတထရန့်ဟာနောက်2026အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုရဖို့ကလည်းလုံးဝမတိကျတဲ့အခြေအနေမှာရှိသွားနိုင်ပါတယ်သမ္မတထရန့်အနေနဲ့ကတော့သူ့အနေနဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုရဖို့ကအင်မတန်ရည်ကြီးတဲ့ကာလပါသမ္မတထရန့်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုရအောင် ထောက်ခံပေးမယ်ဆိုတဲ့ နိုင်ငံဆက်နိုင်ငံဝန်ကျင်တော်ရှိပါသေးတယ်။ဒါပေမဲ့အားလုံးဟာယူကရိန်းစစ်ပွဲရဲ့အဆုံးဖြတ်အခြေအနေပေါ်ပဲစောင့်ကြည့်နေရတာဖြစ်ပါလိမ့်။